ကျားသာပရိသသမီးကျွန်တော်ရဲ့မိတ်ဆွေများအလုံးမင်္ဂလာပါနော်ကျားသာပရိသသမီးများအတွက်ပတ်စဉ်တောက်ကြနေတဲ့6နိုင်မှာပုံမှန်ရိုက်ကူးပြီးတော့တင်ပြနေတာဖြစ်တဲ့ဒုက္ခကျေပွင့်တေတော်ဟောသံဖြစ်ပါတယ်ပြီးခဲ့တဲ့ပတ်တွေတုန်းကတော့ကျွန်တော်အနေနဲ့မားမလန်နိုင်အောင်စီလာတဲ့အတွက်အော်မတင်ပြဘူးနော်ဒီဘက်မှာတော့မရရအောင်ရိုက်ကူးပြီးတော့တင်ပြခြင်းဖြစ်ပါတယ်ဟောသံအစီအစဉ်လေးမစတင်ခင်မှာကျွန်တော်ရဲ့မိတ်ဆွေတွေကိုယူရောမင်္ဂလာချမ်းနေပြီးတော့ ကောင်းမြတ်တဲ့သတင်းစကားလေးတွေပါခြင်းပါတယ်နံပါတ်၄ကကျွန်တော်တို့ယူရောမင်္ဂလာချမ်းကိုဘိုးတုံးနေရလွဲပြီးတော့ကျန်တဲ့ရက်ဒီမှာပေးရမရှိဖွင့်ပေးနေပါတယ်အဲ့တော့ယူရောမင်္ဂလာချမ်းမြည်သူမစိုးလွတ်လွတ်လပ်လပ်လာရောက်ပြီးတော့ရေရာလေးခြေနိုင်တာပေါ့နော်အာကျွန်တော်တို့ရေရာကြီးပါခြင်းညာကြီးမရှိပါဘူးမြေတာတက်တဲ့စေရနာတက်တဲ့နဲ့အခမဲ့ရေရာခြေပေးတဲ့ရေရာအောင်မြေပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ တချို့သောသူတွေဟာကျွန်တော်တို့ယူရောမင်္ဂလာချံကိုမလာရောက်နိုင်ပါဘူး။ရဝေးရလူတွေကြီးတယ်၊နိုင်ငံခြားလူတွေကြီးတယ်အเจ้าမျိုးနဲ့မလာရောက်နိုင်တဲ့သူတွေဆိုရင်အွန်လိုင်းကနေပြီးတော့ဆက်သွယ်ပြီးတော့ဗီဒီယိုမေးမြန်းလို့ရပါတယ်။ဒီကတော့ Viber နေမိတာပါနော်။ကျွန်တော် Viber နံပါတ်လေးပြောပါမယ်။39692 35 3နဲ့39692 3992ရယ်။အဲ့ဒီနံပါတ်နှလုံးကနေပြီးတော့ဆက်သွယ်ပြီးတော့ဗီဒီယိုမေးလို့ရပါတယ်။ ချက်ချင်းတော့ကျွန်တော်တို့မရဘူးပေါ့နော်အနည်းဆုံး3ရက်ကနေ5ရက်အတွင်းကျွန်တော်ဟောစကန်လေးတွေရေးပြီးတော့ပြန်ပို့ပေးပါတယ်ကိုအရေးကြီးတဲ့မိခွန်းတွေဆိုရင်လည်းကျွန်တော်ပြန်ပြေးပေးပါတယ်နောက်တချို့အဆောင်ရည်ရာအစီအစဉ်တွေအလိုရှိတဲ့သူတွေဆိုရင်လည်းကျွန်တော်စီရင်ပြီးတော့ပေးပို့ပေးပါတယ်နော်အဲ့တော့ online ကနေပြီးတော့ဆက်သွယ်နိုင်ပါတယ်အဲကျွန်တော်တို့အမြဲတမ်းပြောနေကြဖြစ်တဲ့အဆောင်ရည်ရာပစ္စည်းလေးတွေပေါ့အကြိုင်းမင်းငါရဲ့ជីပရောက်ပတိတို့ ကျွန်တော်ကိုယ်တိုင်စီရင်ထားတဲ့ဝါစိမ့်ကြီးအဆောင်လက်ပတ်လေးတွေနောက်အင်းစမဖျောင်းနိုင်လေးတွေဒိုးကလေးတွေရောင်မအစစီပြန်အကုန်လေးကိုဆက်သွယ်မှာယူနိုင်ပါတယ်ကိုယ်တိုင်ဗီရင်သင်ကျင်တဲ့လောကီပညာအတတ်ပညာလေးကိုသင်ကျင်တဲ့တက်မြောက်ကျင်တဲ့ဆိုရင်လဲဒါကျွန်တော်တို့ယူရောမင်္ဂလာချမ်းရဲ့လာတင်လာတိုင်းတရက်နေတိုင်းဖွင့်တာပေါ့နော်အင်္ဂလိပ်လာတိုင်းတရက်နေတိုင်းဖွင့်တဲ့အခြေခံအဆင့်ရှင်းရဲ့သင်တန်းကိုမြည်သူတို့လာတက်နိုင်ပါတယ် တင်နန်းကြီးပေးကြမလို့ပါဘူးအခမဲ့တင်နန်းဖြစ်ပါတယ်စရိတ်ငိမ့်ပါနော်စာဝင်နေရစာတာဝန်ယူပါတယ်အဲ့တော့ကျားသာပရိသတ်သမီးတွေတပည့်ဟောသဏ္ဍာန်လေးစပါမယ်ကျားသာပရိသတ်သမီးတွေရဲ့ကြံတရားမှာကျားသာပရိသတ်သမီးတွေတွေကံသာတာမှာထူးကြတာတော့ခွဲပလာ၃လုံးကိုကိုင်းမြောက်တယ်အောင်ပွဲကံတဲ့နမိတ်ဖြစ်တယ် အဲ့တော့ဂျာလာပရိသသမီးတွေကဒီကလာမှာစက်တူလုပ်ငန်းတွေ၊ရှယ်ယာလုပ်ငန်းတွေ၊ပူတွဲပေါင်းစပ်လုပ်ငန်းတွေလုပ်ကင်ဆောင်ရွက်တတ်တဲ့အချိန်ကာလဖြစ်ပါတယ်။ဒူကောင်းတယောက်ကောင်းလုပ်ကင်ဆောင်ရွက်ခြင်းတဲ့အသင်းအဖွဲ့တွေ၊အပေါင်းအသင်းတွေ၊တကယ်ချင်းတွေမိသားစုဝင်တွေနဲ့တိုင်တိုင်ပင်ပင်နဲ့ဆွေးနွေးညှိနှိုင်းပြီးတော့အောင်မြောင်လုပ်ကင်တင်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။လူထဲမှာဆိုရင်လည်းကိုယ်အတိုင်းမဲ့ဝိုင်းမဲ့၊ကုညီဆောင်ကြောင်းမဲ့လူတွေပေါများတတ်ပါတယ်။ လောထဲမှာဆိုရင်လည်းတိုင်းမဲ့ဝိုင်းမဲ့ကုညီစောင်းကြောက်ပေးမဲ့သူတွေကြုံတတ်တယ်။တတ်တူဆရာလုပ်ငန်းတွေနဲ့အကျိုးအမြတ်တွေရတတ်တယ်။တဲ့လူကြီးတွေဆရာသမားတွေလုံးဖို့ကိုင်းမဲ့တွေရဲ့ကုညီပံ့ပိုးပေးမှုအပြည့်အဝရနိုင်တဲ့အချိန်ကာလမျိုးဖြစ်တယ်။စီးပွားရေးလုပ်ငန်းဆောင်တာတွေနဲ့ပတ်သက်ရင်လုပ်ရင်ကောင်းမလားမကောင်းလားလုပ်တင်လားမလုပ်တင်လားဆိုရင်လုတ်ကိုလုတ်တင်ပါလေလုတ်တဲ့အတွက်လည်းအောင်မြင်မှုအပြည့်အဝရနိုင်ပါတယ် ဒါတော့အလုံးနဲ့ပတ်သက်တဲ့ကံပေါ့နော်။နံပါတ်၄ကဆွေမျိုးသားချင်းပေါ့။ဆွေမျိုးသားချင်းနေရာလဲဘဝအတွက်အရေးကြီးတဲ့အခန်းကဏ္ဍပါပဲ။ဆွေမျိုးသားချင်းနဲ့ပတ်သက်တဲ့ကံသာရမှာကြတော့ပူပန်သောကဆိုတဲ့ကံတရားပါ။အဲတော့ဆွေမျိုးသားချင်းတွေကိုအကြောင်းပြုပြီးတော့ပူပန်သောကဂျုံရတတ်တယ်။ဆွေမျိုးသားချင်းကိုအကြောင်းပြုပြီးတော့စိတ်ညစ်ရတတ်တယ်။ဆွေမျိုးသားချင်းတွေကိုအကြောင်းပြုပြီးတော့ကျမ်းမာရေးအသက်ကြီးတဲ့ဆွေမျိုးသားချင်းတွေပါလိမ့်ရှင်။ဆုံးမသွားတာမျိုးတွေဖြစ်တတ်တယ်ဒီ။ ကျမရေနည်းနည်းဂယုစိုက်ပေးဖို့လိုအပ်ပါတယ်။အကြောင်းမျိုးမျိုးနဲ့ကိုချစ်ခင်တဲ့ဆွေမျိုးသားချင်းတွေနဲ့ကွဲကွာရတာတွေခွဲခွာရတာမျိုးတွေကြုံရတတ်ပါတယ်။နံပါတ်3ကတော့လူမှုရေးပေါ့။လူမှုရေးနဲ့ပတ်သက်ရင်တော့ဓာတ်နဲ့လက်နမိတ်ကြားတယ်။ဓာတ်နဲ့လက်နမိတ်ကဘာကိုပြောချင်လဲဆိုတော့လူယုံနေပါလေဒုက္ခပေးတတ်တယ်။နောက်မိဘပေါင်းရင်းကြောင့်ကိုမှစိတ်တော့ကရောက်အပ်တတ်တယ်။ မိတ်ဆွေပေါင်းသင်းနေတဲ့မှာအတုအယောင်တွေပါနေတာမျိုးတွေဖြစ်တတ်တယ်ဗောနော်ကိုယုံကြည်ရတဲ့လျှို့ဝှက်ချက်တွေကိုအဲ့ဒီမိတ်ဆွေပေါင်းသင်းတကယ်ချင်းနေရာအာလုံးလို့ဗောနော်မကောင်းသတင်းပြန့်တာမျိုးလေးတွေလည်းကြုံရတတ်ပါတယ်ကိုကယုံကြည်စိတ်ကြပြီးတော့ပေါင်းသင်းဆက်ဆံရတဲ့မိတ်ဆွေပေါင်းသင်းတကယ်ချင်းနေရာတဲ့အတုအယောင်တွေဖြစ်နေတာမျိုးတွေဖြစ်တတ်ပါတယ်နောက်ငွေချင်းနဲ့ပတ်သက်တဲ့ကံတရာမှာတော့တော်တော်လေးကောင်းပါတယ်ခွဲပလား 6လုံးနမိတ်ခွက်ပလားကြောင့်လုံးစားပန်းပွင့်နေပွင့်နေတယ်ခွက်ပလားတွေကိုရတဲ့ပေကန်းနဲ့ကန္တာတာနမိတ်ဖြစ်ပါတယ်ငွေကြေးကံကြမ္မာပွင့်လန်းနေပါတော့အဖက်ဘက်ကနေအစဉ်ပြေခြင်းတွေရှိတယ်ကံကောင်းခြင်းတွေရှိတယ်စိတ်ချမ်းသာပျော်ရွှင်ရခြင်းတွေရှိတယ်ငွေကြေးကိုအကြောင်းပြုပြီးတော့အစစရေဟာအစဉ်ပြေမဲ့ကံတာတာမျိုးတွေရှိပါတယ်။ဒါမျိုးပတ်စံကိစ္စနဲ့ပတ်သက်ပြီးတော့ပူပန်သောကကြုံနေတဲ့ပူပန်သောကရှိတယ်ဆိုရင်တော့မပူနဲ့လို့ပဲပြောမှာဖြစ်ပါတယ် နောက်ကျမ်းမာရေးပေါ့နော်ကျမ်းမာရေးကတော့တော်တော်လေးကောင်းမွန်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။ကျမ်းမာရေးစိုးစိုးရွားရွားအညံ့ခိုက်တွေတိတိမမအညံ့ခိုက်တွေလုံးဝမရှိပါဘူးနော်။အဲတော့ပညာရေးနဲ့ပတ်သက်တဲ့ကဏ္ဍတွေသင်တန်းကိစ္စတွေမှာကြတော့ကျောင်းပရိသတ်သမီးတွေမှာစိတ်ကုန်ခြင်းတို့ညှင်းွေခြင်းတို့ကြောခိုင်းခြင်းတို့အဲ့လိုနှမိတ်မျိုးဖြစ်နေတယ်။အဲတော့ပညာသင်နေရင်သင်တန်းတက်နေရင်လည်းအဲ့ဒီပညာကိုအဲ့ဒီသင်တန်းကိုစိတ်မပါလက်မပါအဲ့လိုမျိုးလေးတွေဖြစ်လာတတ်တယ်။ တင်နှံတက်ခြင်းသိတဲ့ကုန်ကန်းသွားတာမျိုးတွေဖြစ်တတ်တယ်။နောက်ချင်းတော့နဲ့ပတ်သက်ရင်တော့ဇာတာပိသာသမီးတွေအတွက်တော်တော်လေးညံ့တယ်လို့ပြောမှဖြစ်ပါတယ်။ဘာလို့လို့လို့မသိဖြစ်နေတတ်တယ်၊လမ်းပြောင်းနေတတ်တယ်။အခြေအနေအရေးကိစ္စတွေမှာရှေ့တိုးရခဲနောက်ဆုံးရခဲတဲ့အခြေအနေမျိုးတွေကြုံနေရတတ်တယ်။ကိုယ်တိုင်ဆုံးဖြတ်ချက်ချဖို့ခရင်တတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။ တော့ကောင်းတာတွေကတော့စီးပွားရေးအလုပ်ကိုင်းတွေအကျန်းတွေစိတ်ကူးတွေကောင်းတယ်ငွေကြေးနဲ့ပတ်သက်တာတွေကောင်းတယ်ကျန်းမာရေးနဲ့ပတ်သက်တဲ့ကံစားတာတွေကောင်းပါတယ်အဲနည်းနည်းလေးညံ့တဲ့အရာတော့လူမှုရေးတို့အစိုးမျိုးသားချင်းတို့မိတ်ဆွေအပေါင်းအသင်းတို့အခြေအနေတွေနဲ့ပတ်သက်ရင်နည်းနည်းလေးအခက်အခဲတွေကြုံရတတ်တာပေါ့နော်အဲ့တော့ဇာတာပရိသသမီးတွေတွေအကျိုးပေးတဲ့ကံတာတာလေးတွေပြောပြပါမယ်။အယောင်လေးတွေကတော့နံပါတ်1ကအစိမ်းရောင် နံပါတ်1ကတဲ့အနီရောင်ကောင်းပါလေ။နောက်အကျိုးပေးတဲ့ lucky ကနန်းပေါ့အဲ့ဒါတော့၄နဲ့၁နဲ့ကောင်းပါလေ။မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုလက်ဖက်ရည်နဲ့ပုံသီးနဲ့နော်ကလူပူဇော်ပြီးတော့ဆုတောင်းပါအညာခိုက်တွေပြပပြီးတော့ကောင်းကျိုးလိုရာဆန္ဒတွေရရှိစေမှာဖြစ်ပါလေ။ ဒါတော့ကျွန်တော်တို့ဇာတာပတိသသမိတွေအတွက်တပတ်တာကာလမှာတွေ့ကြုံမကန်းမဆုကောင်းများအတွက်ဒုက္ခကြေပွင့်တဲတော်နမိတ်ကိုတဲတော်ကတ်လေးတွေနဲ့ဖတ်ကြားပေးတာဖြစ်ပါတယ်။အဲတော့ယူရောမင်္ဂလာချံကဗုဒ္ဓုံးနေရာလွယ်ပြီးမြည်သူမဆိုလွတ်လွတ်လပ်လပ်လာရောက်ပြီးတော့ရေရာချေနိုင်ပါတယ်။နောက်သင်္นานတက်ခြင်းတဲ့သူတွေဆိုရင်တော့လစဉ်တရနေ့ရနေပြီးတော့ဆယ်နေ့ဒီရှေ့ရတာအခြေခံအဆင့်ဘေးနဲ့သင်္นานနေရှိပါတယ်။မြည်သူမဆိုလာတက်နိုင်ပါတယ်ပေါ့နော်။ တော့သင်တန်းကာလတော့ရှေ့ရကြမယ်သင်တန်းကြီးပါစေညာကြီးတပြားချက်မှပေးကြမလို့ပါဘူးအခမဲ့သင်ပေးတဲ့သင်တန်းတွေဖြစ်ပါတယ်အားလုံးကျွန်တော်ရဲ့မိစေပေါင်းလည်းကိုကြမှာစိတ်ချမ်းသာလူရဆန္ဒပြပါစေလို့ယူရောမင်္ဂလာချမ်းနေလိုက်လိုက်လဲလဲဆုတောင်းမြတ်တာပို့တာလိုက်ပါတယ်